ဒီဗီဗီရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။ရန်ကုန်မြို့နယ်စူးလေဖျားအနီးကမြို့တော်ခမ်းမရှိမှာစက်တင်ဘာလ16ရက်ဒီနေ့မနက်ကပုံပေါက်ခဲ့တယ်လို့မြို့တော်ခမ်းမအနီးမှာနေထိုင်သူတယောက်ကဒီဗီဗီကိုပြောပါရတယ်။ပေါက်တာကမြို့တော်ခမ်းမရှိကလမ်းပေါ်မှာပေါက်တာပါ။အတန်ကတော့ကျဲပါတယ်။လုံခြုံရေးတွေရောက်လာပြီးတော့ရှင်းလင်းတာတွေလုပ်တယ်။ပေါက်တဲ့ဘုံကလည်းအတန်ဘုံလို့လုံခြုံရေးလာသူတွေကပြောပါရတယ်။လူတွေထိခိုက်တာတော့မရှိဘူး။မနက်ခက်စောစောကဖြစ်သွားတာပါ။ လမ်းသွားလမ်းလာသူတွေကလည်းအဲ့ဒီအချိန်မှာအများကြီးမရှိသေးဘူးလေလို့သူကပြောပါတယ်။ Freelance Attack Force အဖွဲ့ကတော့အဲ့ဒီဖောက်ခွဲမှုဟာသူတို့အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ရန်ကုန်မှာညာဘက်အပြင်ထွက်တဲ့လူငယ်တွေစစ်ကောင်စီတပ်ဖွဲ့တွေရဲ့မကြာခဏဖမ်းဆီးခံရတယ်လို့စမ်းသပ်မဲပေးပွဲပြုလုပ်တဲ့မြို့နယ်တချို့မှာလုံခြုံရေးယူရတဲ့စစ်သားတွေကပြည်သူတွေထံကနေအရမငွေညစ်တာတွေရှိနေတယ်လို့ကိုရိုင်းတွင်းမြင်သူတွေစီကနေသိရပါတယ်။ မဲဆင်းပါတက်ဆိုင်ရမြို့နယ်ပြင်ပမှာရောက်ရှိနေတဲ့ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအတွက်ချုပ်တင်မဲပေးရတဲ့ပသက်ပြီးရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ15ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ DV နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။